အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလဲသို့မဟုတ်ရင်အပိတ်မှာခြာပေးနေတဲ့ကီးလေးလုံးတွေ့တဲ့နေ့ကိုတင်ပြသွားမှာဖြစ်ပါတယ်အလဲမဟုတ်ရင်အပိတ်ပေါ့နော်ပင်ရှင်ကီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တွေ့ရတဲ့နေ့ကိုမပြခင်ပါပေါ့နော်ဒီကျွန်တော်တို့ခြာပေးသွားခဲ့တဲ့အားကိုကျွန်တော်တို့လေ့လာကြအောင်ပါနော်အဲနံပါတ်စင်က30နဲ့တိကနေစပြပေးထားတာဖြစ်ပါတယ် ဒေငါရှောက်တီအတီကီမှာရှောက်တလုံး336ပေါ့နော်အဲ့ဒီရှောက်တလုံးက အပိတ်ဖြစ်ပါတယ်နောက်တစ်တပြင်မှာတော့ခွန်ရှိကိုလေးဆိုပြီးရတယ်ပေါ့နော်တုံများလေးတည်ဆိုတဲ့အတွက်ကြောင့်မို့အလေးတလုံးကအလေးထိန်ဖြစ်ပါတယ်အလေးမဟုတ်ရအပိတ်ပေါ့နော်သူကနံပါတ်33မှာဆိုရင်၄၅လျှောက်တဲ့အကီထဲက၈၆ခုဆိုတဲ့အတွက်အဲမှာ၆အလေးထဲဖြစ်ပါတယ်။နောက်ထပ်၈၉တုံမြ၅အလေးအပိတ်အထီးကိမှာ၆တုံမြ၆ဆိုတဲ့အတွက် သုံးများတစ်လုံးအလဲထိန်ပေးဖြစ်ပါတယ်။နောက်ထပ်တစ်ပြည်မှာတော့၄၅၆၁ကီးရတယ်ပေါ့နော်။ရှောင်းရှောင်းနစ်ဆိုတဲ့အတွက်ကြောင့်မို့ရှောက်ကအဲ့ဒီမှာလေအလဲထိုင်နေရဖြစ်ပါတယ်။ရှောက်ခွန်၈၃ထဲကရှောင်းရှောင်း၅ဆိုတဲ့အတွက်ရှောက်ကအဲ့ဒီမှာလေအလဲထိုင်ဖြစ်ပါတယ်။ရှောက်ခွန်၈၃အထီးကိမှာ၉ရှောင်းနစ်ရှောက်တစ်လုံးအလဲထိုင်ပဲဖြစ်ပါတယ်။ 38မှာ2.3ကိုကီထက်ကဒုံများလေးလေးဆွဲအတွက်အသေးတလုံးလေးနဲ့အပိတ်နေရဖြစ်ပါတယ်။လေး9 6အထီးကီမှာနင်းနေတေဆွဲအတွက်အရင်မှာတော့တေတလုံးအပိတ်ဖြစ်ပါတယ်။6083အထီးကီမှာ143ဆိုရအတွက်သုံးတလုံးကအပိတ်ဖြစ်ပါတယ်။တနည်း38မှာတော့663ဆိုရအတွက်အဲ့မှာသုံးတလုံးအပိတ်နေရဖြစ်ပါတယ်။ ပြီးရင်3လေး5 3များကီးတဲ့ကနေ့3များ6ဆွဲအတွက်3များကအလဲထိုင်ဖြစ်ပါတယ်ခွန်၈6လေးမှာတော့ခွန်ခွန်6ဆွဲအတွက်6လုံးကအပိတ်ဖြစ်ပါတယ်အလဲနဲ့အပိတ်ပေါ့နော်ခွန်နဲ့တလုံးကအလဲအလဲပိတ်နေရာချပေးသွားတယ်ပေါ့နော်3များ3ခွန်ကီးမှာခွန်3များ3များဆွဲအတွက်3များတလုံးကအလဲနဲ့အပိတ်နေရာဖြစ်ပါတယ်ပြီးရင် 6083မှ300ဆိုတဲ့အတွက်ခုနှစ်တလုံးလေးပိတ်ဖြစ်ပါတယ်ခင်ဗျာပြီးရင်နေ3 4ကီမှာ6 4ဆိုတဲ့အတွက်9ရက်၄ရက်အလေးပိတ်နေရာဖြစ်ပါတယ်လေ9 6တလေးပိအထီးကိမှာ963ဆိုတဲ့အတွက်6တလုံးကအလဲထင်ဖြစ်ပါတယ်9တုံများတ6ကိမှာ68ခွန်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့6တလုံးကအလဲပိကိဆိုပေမဲ့ ၆ခြေလုံးဒီထိတ်စီးများကခြာပေးသွားတယ်ဗောနော်အဲ့ဒီမှာတစ်ကြိမ်ဖောက်တယ်လို့ပြောလို့ရမယ်ဗောနော်ဖောက်ချင်လို့လဲဆိုတော့ကျွန်တော်ဒီမှာလေပိတ်ကြီးဒီထိတ်စီးများမှာခြာပေးသွားခဲ့တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ပင်ပေါင်း၄၀နဲ့၈ကြိမ်မှာထိတ်စီးမှာတစ်ကြိမ်ခြာပေးမှုတယ်ဗောနော် Okay နောက်ထပ်၄၀ကို6မှာဆိုရင်ရှောက်ရှိ6083ကြီးတဲ့က9တလုံး9 9ခွန်အပိတ်ဖြစ်ပါတယ် ခွန်ရှိကူလေးထက်က3ရှိရှိရှစ်တလုံးလေးနဲ့အပိန်ကြီးအားအနောက်အပူဖြစ်ပါလေပြီးရင်ကိုးတုံများတစ်ချောင်းလေးပိန်အထီးကြီးမှာ3တုံများကိုးစွေအတွက်တုံများနဲ့ကိုးနဲ့အလေးပိန်ကြီးအားဖြစ်ပါလေပင်ခြေဖြစ်ပါလေဗောနောပင်ပေါင်း90ကျော်ရှိသွားပြီဖြစ်ပါလေပြန်ပင်မရှိဘူးဗောနောထိတ်စည်းနေရာမှာတစ်ချိန်ပဲခြာပေးသွားခဲ့ဘူးတဲ့ခင်ဗျာ ဘေးထိပ်စီးနေရာမှာရှားပေးသွားတာက68ခွန်တပင်မှာထိပ်စီးနေရာရှားပေးသွားခဲ့ဖူးတယ်ပေါ့နော်ကျန်တာကနေပိတ်နေရာဖြစ်ပါတယ်။ Okay ဒါဆိုရင်သူရဲ့တွင်ဒီကိုကျွန်တော်အတူတူလေ့လာကြအောင်လားခင်ဗျာ။ဒီ300တပင်ကနေ69လေးတပင်ကိုလေ့လာကြအောင်ပေါ့နော်ခုနှစ်ကြိမ်ပေါင်းဆက်လေးဒီလေးနဲ့ပေါင်းတာရှေ့ဖြစ်ပါတယ်။ဒီ9လေး120ဒီရှိအခွန်နဲ့ပေါင်းတာခွန်နေ့နှစ်ကြိမ်ကလေး၄နဲ့၈ပေါင်းတာက7နဲ့ ရှောင်းလေးညီ94ပေါ့เนาะပြီးရင်၄နဲ့ဒီ sorry ရှောင်းနဲ့၅ပေါင်းတာ7ရှင်းနဲ့ခွန်ပေါင်း35၄တိပေါင်း5ဆိုတော့ကျွန်တော်ဒီမှာနေ့တစ်လုံးကြံมาဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်အဲ့ဒီရလာတဲ့နေ့ကိုနေ့3လေးလို့တိုးပြီးရင်လက်ရဲ့ပါဝါယူတယ်ပေါ့နော်။၄နဲ့5ပေါင်းရှင်း9အဲ့မှာ8 9လေးဆိုတဲ့အတွက် လေပိတ်နေရာမှာအထီးကြီးအနေနဲ့၄နဲ့9နဲ့ဆိုပြီးတော့ကိနှလုံးစလုံးခြာပေးသွားတာဖြစ်ပါတယ်။ ။ Okay ရှေကိုလေးတပင်ကနေ963တပင်ကိုထပ်ပြီးလေ့လာကြအောင်ပါနော်။ရှင်းတဲ့ချိန်ဆက်လျှောက်ဇက်ခွန်ခွန်လေးပေါင်းတာ7တက်၊ငါးလေးလီ20 20နဲ့လေးပေါ့နော်။အသေးပဲကြီးတယ်။နင်းနင်းနဲ့ကိုပေါင်းတာ7တက်၊ငါးလေးလီ20ဒီခွန်6ပေါင်းတာ73 3ရက်ဒီအနောက်က9နဲ့ပေါင်းတာ10ဖြစ်ပါတယ်4 5 6 6နဲ့10ပေါင်း14ရာဒီပေါ့နော်4 5 6လို့တို့ပြီးရင်6ကို9နဲ့ပေါင်းတာ အဲ့ဒီမှာ၄၅၆တိကီးထဲက၅၆၃ဆိုတဲ့အတွက်ကြောင့်မို့လေပိတ်နေရာမှာဆိုရင်၆သလုံးကအလေနေရာကရှားပေးသွားတာဖြစ်ပါတယ်။ဒီနေ့အတိုင်းပဲပေါ့နော်။နင်းတဲ့ချိန်9နာချိန်14 4နဲ့5ပေါင်း9 9 3က7၃၄၄7နင်းတဲ့ပေါင်းတာဒေးဖြစ်ပါတယ်။ဒီ9နာချိန်30ဒီ9သလုံးချိန်ပဲပေါ့နော်။9 6 36နောက်ထပ်ဒီ၄၃ခွန်9နဲ့ဒီ5ပေါင်းတာ7 လဲနဲ့6ပေါင်း30နင်းနဲ့9ပေါင်းခွန်ခွန်ရဲ့နည်းရဲ့ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့ကိုတုံများတစ်တရဲ့ပါဝါ6ပေါ့နော်ကိုတုံများတစ်6အလေးအပိတ်အထီးကီးမှာ6ရှစ်ခွန်ဆိုတဲ့အတွက်အဲ့ဒီမှာတော့ကျွန်တော်တို့6ကလုံးက ထိစီနေရာက ခြာပြီးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ပြင်ပေါ့နော်ဒီကိုနာချင်း78ရှင်းနဲ့6ပေါင်း74နေခွန်ပေါင်းတာ73 3လေးလေး7နင်းနဲ့6နဲ့ပေါင်းတာ10ဖြစ်ပါတယ်။ နေ့ပေါ့နော်ဒီနေ့နဲ့၅ပေါင်းချင်းခွန်ခွန်လေးတွေ28ဒီတင်းနဲ့6ပေါင်းခွန်ခွန်နဲ့၅ပေါင်းဆက်နေကြတဲ့အတွက်ရှင်းနေတဲ့10ပေါင်း10ရှစ်ခွန်55 9နဲ့10ပေါင်း6 6ခွန်ရှင်းရှင်းရဲ့ပါပါ3အဲ့မှာနေ့နေ့ခွန်ဖြစ်ပါတယ်6ရှစ်ခွန်ပြီးတော့နေ့နေ့ခွန်ဆိုတဲ့အတွက်အဲခုနှစ်တလုံးကအပိတ်နေရာမှာထပ်ပြီးချပြလာတယ်ပေါ့နော်6ရှစ်ခွန်မှာတော့ရှောက်ကထိစီနေရဖြစ်ပါတယ်63 77ရှစ်ခွန်ပေါင်းရှင်း ရှင်လဲဒီ30မိနစ်95ပေါင်းရှင်ခွန်၄နှစ်ချိန်ရှိရှင်နဲ့3ပေါင်းဆက်တဲ့၄နှစ်လိရှိရှင်နဲ့ဒီလေးခွန်ကဆက်တဲ့95ပေါင်း6ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီ9ခွန်ဆက်နှစ်ရှင်နဲ့ပေါင်း90တနက်6ပေါင်းရှင်ခွန်ဆိုတဲ့အတွက်ခွန်ရှိကိုကိုရဲ့ပါဝါဒီလေးဆိုတဲ့အတွက်အိမ်မှာနောက်ထပ်တစ်ပြေမှာ3ရှစ်ရှစ်ချပေးသွားတယ်ဗောနော် ခွန်ရှိကိုလေးထဲကရှစ်တလုံးလေပိနေရမှာရှားပေးသွားတာဖြစ်ပါတယ်။သုံးနာကျင်လျှောက်တင်းနေပေါင်းရင်ခွန်ခွန်နဲ့ရှစ်ပေါင်းတာ15 6 7နာကျင်16ဒီ6နဲ့ပေါင်းတာ12လေးတလီလေးပြီးရင်6တိခွန်ခွန်နဲ့5ပေါင်း12ဖြစ်ပါတယ်။6နဲ့4နဲ့က30 5နဲ့ဒီ2ခွန်ခွန်2ပေါင်း6ဆိုတဲ့အတွက်9 3 6 လေပိတ်ကြီးရတယ်ဗောနော်နောက်ထပ်တစ်ပြင်မှာ3390တဲ့တောင်ညာကိုကိုကိုအလီနဲ့အပိတ်နေရာမှာရှားပေးသွားတာဖြစ်ပါတယ်โอเคဒီ3390တဲ့တပြင်ကနေထပ်ပေးလေတာကြည့်မယ်ဗောနော်နင်းနဲ့9ပေါင်းခွန်ခွန်ကိုက16ရှင်းလေးလေး32နစ်ကိုခွန်ပေါင်းရှင်ကို9နဲ့နစ်ပေါင်းတာက17လဲနဲ့လေးရှင်းရှင်းဒီကို6က15ဒီ9နဲ့ပေါင်းရင်30ဗောနော် ကိုတက်စေရှောင်းနေရှိပေါင်း၁၄ရာတဲ့အတွက်ကြောင့်မို့၄56ရှောင်းရဲပါကတင်ဆွေအတွက်ဒီမာတော့ကျွန်တော်တို့တနေ့ရ56တဲ့ဒီပိတ်အထီးဆိုပြီးတော့ရာနေတာဖြစ်ပါတယ်ဒီ6083မှာနိနေခွန်ပေါ့နော်ဒီမှာရေးပြထားတယ်6083မှာနိနေခွန်ခွန်ရှိကိုလေးမှာ388ပြန်ကိုတော့မြတ်တိချောင်းမှာတုံးတုံများကိုဒီမှာကိုတော့မြတ်တိချောင်းပါနော်ဒီတစ်ပတ်မှာတော့ တနည်းရလေး၅၆တဲ့အလေနဲ့အပိတ်ညမှာအတီဘောနော်အလေမဟုတ်ရင်အပိတ်အပိတ်မဟုတ်ရင်အလေဘောနော်ဒီကိလေးလုံးဖြစ်ပါတယ်အလေအပိတ်နေရာအတီဒီလေး၅၆တဲ့စပီးတနည်းရဒီလေးလုံးဖြစ်ပါတယ်ဘောနော်နောက်ထပ်အလေပိတ်ကိနှလုံးကတော့ဒီဟာလေးဖြစ်ပါတယ်ဒီတောင်ညာလေးတင်မှာလေးအလေခုနှစ်အပိတ်တောင်ညာနေကိမှာတောင်ညာ၆တောင်ညာဘောနော် နေအပိဒေဒေပိနေအလေဒေအလေတုံးအပိတုံးများအလေခုနှစ်အလေတုံးများလေးပိခုနှစ်အလေပိကိုအလေ6အလေခုနှစ်အပိခုနှစ်အပိပေါ့နော်ပြန်ရင်တုံးရှိရှိမှာရှေ့အပိခွန်9မှာ3တုံများကိုဒီတစ်ပတ်မှာလေခွန်9ဒီအလဲအပိအထီးကြီးဆိုပြီးရနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ၄၅လျှောက်တစ်ကိုခွန်9နဲ့တွဲလို့အဆင်ပြေမယ်ပေါ့နော်ဆိုတော့ကျွန်တော်တွဲ၄ခွန်တွဲရ၄ကိုတွဲရပေါ့နော် ်ပြီးရင်9ခုတွဲ9ခုတွဲဖြစ်ပါတယ်9ခု9ခုပြီးရင်ကျွန်တော်6ခု9ခုတွဲတော့6ခု6ခုပြီးရင်10ခု10ခုဆိုပြီးတော့လေပိတ်တွဲရမယ်ပေါ့နော်လေပိတ်တွဲ10တွဲရမှာဖြစ်ပါတယ်ဒီလေပိတ်တွဲ10တွဲကိုကျွန်တော်နာနာနှလုံးပေါင်းရှင်ပြိတ်တင်ပေးထားပြီပေါ့နော်ဒီနာနှလုံးပေါင်းရှင်ပြိတ်နဲ့ထပ်ပြီးချုပ်နိုင်ရင်နေရမှာဖြစ်ပါတယ်โอเค ဒါလေးကတော့ကျွန်တော်တို့မိတ်ဆွေများအသိသာလို့ရအောင်ရည်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိတီရှူအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းအကျေးဇူးတင်ပါတယ်ခင်ဗျာ။